ဒုံလုံးလေးစီမှာဝယ်တဲ့သူတွေကជីတွေရောပြီးတော့အယောင်လေးလွင့်သွားတယ်ပြဲသွားတယ်နှစ်လလောက်ပဲခံနေဆိုတာမျိုးလေးအမှကြားတယ်အဲ့တော့ကျမကတော့အထက်ပုတ်ကိုလည်းမကြဘူးအောက်ပုတ်ကိုလည်းမကြဘူးကျမကတမိုင်းချောင်းတမိုင်းချောင်းဆိုပြီးတော့မှတမိုင်းချောင်းပြောပြီးတမိုင်းကအင်းစိန်မဟုတ်တဲ့ကိစ္စတွေကိုမပြောချင်ဘူးကားသာဝယ်စီးနေကြတယ်ကားအเจ้าမသိတဲ့သူတွေတပုံကြီးကျမဆိုလေကားလေး dashboard လေးလှလှလေးအတွင်းကန်းလေးလှရင်ကျမကြိုက်တာဒီကိုဘိန်ဟာရင်းကြီးရယ်ဘယ်နီးယားဖာထားတာတွေထေးထားတာတွေလည်းကျမမသိဘူးဖြုတ်လဲထားတာတွေလည်းကျမမသိဘူးเนาะဟို ဂျိုးလည်းမသိဘူးကျမနေရလည်းမသိဘူးသိလားအဲကလာကုန်နေရေဒနာနေဆိုတော့ ငါကိုယ်တိုင်တော့မှမချိုက်တဲ့ဟာကိုငါကသူများကိုကြိုက်ပါစီတော့ဆိုပြီးတော့မှငါ့ကိုချစ်တဲ့သူတွေကိုငါဘာဖြစ်လို့လောက်ရမှာတော့ဒီလိုအတိတ်တည်းနဲ့ကျွန်မကိုယ်တိုင်နဲ့စင်ကျင်ရတယ်ဟာငါကတော့ပတ်ဆိုင်ရတယ်ပြီးတော့ငါပတ်ဆိုင်ရလို့မလို့ဟင်ငါ့ကိုချစ်တဲ့သူတွေကိုငါကတော့ညှိုးလိုက်မယ်ရည်ညှိုးလိုက်မယ်ဘလို့ပဲဖြစ်ဖြစ်ငါတောင်းရင်တစ်ခုပြီးတော့ဒီပွဲတစ်ပွဲပြီးသွားလို့ရှိရင်ငါကတော့ကိုယ့်အိတ်ကထဲကိုပတ်ဆိုင်ကောက်ထည့်လိုက်ပြီးတော့မှပြီးတော့ပြီးပြီးသွားပတ်ဆိုင်သွားကောက်ထည့်လိုက်နော်ပြီးတော့ပြီးအားလုံးမင်္ဂလာပါမိုးရဲ့ channel လေးကိုကြိုဆိုလိုက်ပါတယ်မိုးဒီနေ့တက်ဆက်ပေးခြင်းတဲ့ video ရတော့ ိုင်းပေါ်မှာအရောက်မှာနာမည်ကြီးနေတယ်။ကားတွေရွှေတွေစိတ်နေရောက်နေဒီဒုံဒုံလေးကိုပေါ့နော်။စကလုံးနေနဲ့ဖဲ့ပြီးတော့ပြပြလိုက်တယ်။တမီဆိုးနဲ့ဆီယမ်မိုက်အယ်မိုတင်းတို့ရဲ့ဗီဒီယိုလေးကိုတစ်ဆက်ပြီးမှာပဲဖြစ်ပါတယ်။ဗီဒီယိုတက်မှဆိုလို့ရှိရင်တော့အပြည့်ဆုံးပါပါတယ်။ကြည့်တဲ့အမျိုးကြီးလည်းဘဟုတုတ္တသင်္ကန်းစာရအောင်လို့ပြန်လည်မြောက်လိုက်တာပဲဖြစ်ပါတယ်။ဒါဆိုရင်တော့ဗီဒီယိုလေးကိုစလိုက်ကြရအောင်နော်။ ။သုံးစီရဆိုရင်အတင်းဝယုံကြည်ပြီးတော့တောင်းလျှောက်ဝယ်ယူဖို့စဉ်းစားနေတဲ့ကိုတဲလုံးတွေအတွက်ရအောင်ယူရမှာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါ။ဒရုန်းတို့ရွှေနှန်းအော်တိုနေတဲ့ဘလို့လောက်ပေးတာလဲဆိုတော့ဟုတ်ကဲ့80ရာခိုင်နှုန်းဒေါင်းပေးမဲ့ကြပြီးတော့ကျန်တာလေးကိုအတုံးမဲ့ရကြလဲလှုပ်ဆောင်ပေးတော့တာဖြစ်ပါတယ်ရှင်။ဒုံလုံးလေးစီမှာဝယ်တဲ့သူတွေကအဆင်ပြေတဲ့သူတွေလည်းကောင်းတယ်လို့ပြောတဲ့ recommend နေလဲအမဖတ်ရတယ်။ချီးတွေရောပြီးတော့အယောင်လေးလွင့်သွားတယ်ပြဲသွားတယ်နှစ်လလောက်ပဲခံနေဆိုတာမျိုးလေးအမကြားတယ်။ဒါပေမဲ့အမကိုယ်တိုင်ဝယ်ဝစ်ဘူးဒါမဟုတ်တဲ့အတွက်ကြောင့်အမသူ့ကို 八十八人，家八十八人，做妈多，为别人懂得起，爸妈们老公，哎，他们买对谁养了咯？多嘞，阿妈阿达嘞咯，买在北京呢，种种的谁养了？多把嘞？哎，都靠多奶奶嘞，讲非常思想改变了，表达嘞都哭了，他都挨他，我懂得懂得表示的他说了，阿妈嘞，阿爹做龙啊，阿妈阿龙有的，奶奶哦得了，都都可怜，嗯，如果过过过，尤其母爷娘家不嘞，阿妈嘞撇开不话嘞，懂得懂。 30 33လောက်ထိကတော့အမအဲ့လိုပဲဖြစ်ခဲ့မှုပါတယ်ဒါကတော့နည်းနည်းလေးအတိုက်လွယ်လာလာလို့ရှိရင်သူ့ဟာသူအတက်ကနေထိန်းသွားပါလိမ့်မယ်လို့ပြောပြနေခဲ့တာလေကြားလိုက်ကျွန်တော်တို့ လူမျိုးကလေဘာမှမဖြစ်ခင်မှာကြိုပြီးပြောခဲ့တော့မှာဆိုရင်ကျမကလေအင်းရှာရှည်တယ်အာပူတယ်အဲသိရလားအာကိုဈေးကိုမရမှု နော်အမလီနေရတကာဝင်ပါတယ်အမလီဈေးရောက်နာကိုမတွေ့ဘူးအမလီဓာရီကြီးပြောနေတယ်အာဘလိုနဲ့စကလုံးမျိုးတန်ဖို့မထားဘူးနော်အဲ့တော့ပြောမှသိထိမှနာဆိုတာတကယ်ပဲသိလားအခုလိုကြတော့မှဟာနည်းနည်းလေးဒီကျမပြောတဲ့အကြောင်းအရာလေးနဲ့တိုက်ဆိုင်တဲ့အကြောင်းအရာလေးပေါ်လာတော့မှကျမစကလုံးနေကျမဗီဒီယိုဖိုင်တွေကို င်းတွေပြန်ရှာပြန်ရှာပြီးတော့မှတခါတည်းကိုဟာဘလို့နဲ့ဘလို့နဲ့ဟိုလူနဲ့ဟိုလူနဲ့ဟိုလူပုံတွေထည့်ပြီးပွဲတွေတွဲဒီလူပုံတွေထည့်ပြီးပွဲတွေတွဲနဲ့အမချစ်စရာကောင်းနဲ့ကျွန်မရဲဘော်တွေကဝင်ရေးကြပါတယ်ကျွန်မပိရိတ်သက်ကနော်မမတင်ကပြောနေတာကြားလာပြီးတဲ့ဘသူဘသူကမှပြောတာမဟုတ်ဘူးတဲ့လာပြီးတော့မှနာမည်တွေလာမတက်နဲ့ပွဲမရှာနဲ့တဲ့ကျွန်မပြေနော်ရဲဘော်တွေချစ်စရာကောင်းနဲ့ဒီလိုလေးတွေပြောကြတယ်နော်ဆိုတော့လေ ကျမကလည်းရွှေနဲ့ပတ်သက်တာ၊စိတ်နဲ့ပတ်သက်တာ၊ကြောင်းမြေရေဒနာရင်းနဲ့ပတ်သက်တာ၊အထွေထွေဘဟုသုတရင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပြင်ဝန်ခဲ့တာကျမဒီ online ပေါ်မှာရှိနေတာ9နှစ်ကျော်ပြီเนาะဆိုတော့အရေးမလုံးကြဘူးအရာမလုံးကြဘူးရင်းတော့တော့ကဲ့ရဲ့တဲ့ဒါတွေပြောရင်ဒီဟာတွေရဲ့တန်ဖိုးတွေကိုအပိုးလို့ထင်ကြတယ်เนาะကျမပြောပါဦးလားကျမတို့ရဲ့ပရိသတ်ကျမဝယ်တဲ့သူတွေဆိုရင်အခုချိန်မှာ PhD တောင်ဖြစ်နေပြီကျမရှင်းပြတဲ့အရာတွေကိုเนาะဆိုတော့ဒီရေဒနာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျမရှင်းပြနိုင်တယ်ပြောပြနိုင်တယ်ဆိုတာကကျမကိုယ်တိုင်က လဲဒီအကြောင်းမြေယေဒနာနဲ့ပတ်သက်တဲ့ဘွဲတွေဒီဂရီတွေရထားတယ်နော်စာအားဖြင့်အတက်ပညာအားဖြင့်နော်စာတွင်အားဖြင့်ဤပညာတွေအားဖြင့်ကျမဘွဲ့တွေရထားတယ်ဒီပလိုမာတွေရထားတယ်နောက်တစ်ခါဘွဲ့တွေဒီပလိုမာတွေဆိုတာလေ2000ပြည့်နှစ်မတိုင်ခင်တည်းကရခဲ့တာလေနော်1998ခုနှစ်လောက်နေကကျမကကျောင်းမြတ်နဲ့သက်ဆိုင်တဲ့ဒီပလိုမာတွေစပြီးတော့မှဒီပလိုမာတွေဘွဲ့တွေဒီဂရီတွေကျမတစ်ခုပြီးတစ်ခုယူခဲ့တာနော်ဆိုတော့1998လောက်နေက 1995-96မှာကျမတို့က10တန်းအောင်နဲ့1998လောက်နဲ့ကကျမကဒီဟာနဲ့ပတ်သက်တဲ့ဟာတွေကိုလေ့လာပြီးတော့မှဘွင်းရည်ဒီဂရီတွေနော်ဒီပလိုမာတွေယူခဲ့တာဆိုတော့အဲ့ဒီနှစ်တွေနဲ့ကအဲ့ဒါပြီးတော့ကျမကဒီဘက်က2000ဆွန်းဆွန်းလေးလောက်မှာကျမကရွှေဆိုင်စဖွင့်နေနော်ရွှေဆိုင်လေးစဖွင့်နေ2000ဆွန်းဆွန်းလေးမှာအသက်23နှစ်မှာရွှေဆိုင်လေးစပိုင်ပြီအဲ့တော့ဒီယတနာလောကတွေကိုအဲ့ဒီတွေကရောက်လာပြီးတော့မှအဲ့ဒီရောင်းဝယ်ဖောက်ကားရဲ့ experience နေဆိုတာကလည်းလင်း ကိုလုတ်ခဲ့တဲ့ဖြတ်တန်းခင်းရတဲ့အလင်ခံရတာတွေအညာခံရတာတွေနော်အာနေချက်တွေအာတာချက်တွေရောင်းသူဘက်ကအာနေချက်အာတာချက်တွေဝယ်သူဘက်ကအာနေချက်အာတာချက်တွေဆိုတာကဖြတ်တန်းခင်းရတဲ့အနှစ်က20ကျော်ပြီအနှစ်20ကျော်ဒါတွေကိုဒီနေ့မျက်မှောက်ခင်မှာပြန်ပြီးတော့မှအသုံးတင်အောင်လို့မလို့ကျွန်မဖြတ်တန်းခင်းရတဲ့အတွေ့အကြုံတွေဘဟုတုတ္တတွေကိုကျွန်မကအမုန်းခံပြီးတော့မှကျွန်မအမြင်နဲ့ sharing လုပ်တာဘယ်သူဘက်မှဘတ်မလိုက်ဖဲနဲ့ရောင်းတဲ့သူတွေကလည်းဘလို့ရောင်းရတယ်ဝယ်တဲ့သူတွေကလည်းဘလို့ဝယ်ရတယ်နော်ဆိုတော့ဘလို့အာနေချက်ရှိတယ်ဘလို့အာတာချက်ရှိတယ်ကျွန်မရှိမှစီမဈေးဝ ွယ်လဲဒီလိုပဲကျမကကောင်းပါတယ်တန်ပါတယ်ကြီးပဲအမြင်နဲ့မပြောဘူးအမြင်နဲ့အားနေချက်အားသာချက်ကိုအမြင်နဲ့ရှင်းပြတယ်စိန်ဝင်ဘယ်လိုအားနေချက်ရှိလဲဘယ်လိုအားသာချက်ရှိလဲနော်ရွှေဝင်ဘယ်လိုအားနေချက်ရှိလဲဘယ်လိုအားသာချက်ရှိလဲကျမအမြင်နဲ့ရှင်းပြပြီးတော့မှကျမကအမြင်နဲ့ဈေးရောက်နေသူကြောက်မြေရတနာကြီးဆိုလဲဒီလိုပဲဒီကြောက်ကတော့ဘယ်လိုအားနေချက်ရှိရနော်အားသာချက်ရှိရနော်ဒါကတော့ဘယ်လိုနော်ဆိုအမြင်နဲ့ကျမရောင်းနိုင်ကျမကောင်းပါတယ်လို့ဘယ်တုံးကမှ ာမပြောခဲ့ဘူးเนาะဘယ်တော့ငါမှကျွန်မကလည်းမလုပ်ခဲ့ဘူးအမြဲတမ်းဝဲသူကိုရွေးချယ်ပိုင်ခွင့်ဝဲသူဟာအာတိပြီးတော့မှအာမမရင်မမဒေါ်သထားအဲဒေါ်သထားလို့ခေါ်မှအားရပါရရှိတာဒေါ်သထားကဲဒီလိုခေါ်ရမယ်မမဆိုရင်ဘယ်သူမှမသိပါဘူးလို့ဒေါ်သထားဒီလိုကိုခေါ်ရမယ်เนาะ ဲ့ဒါမမိုက်လောက်အောင်ဒေါ်စာမမနဲ့တင်းနဲ့ပွဲလေးတပွဲလာဒေါ်တထားအယ်မွန်တင်းကဘာနဲ့စိန်ခေါ်အောင်လဲပြောလူတကာနဲ့လိုက်ကျွေးနေကြတဲ့မီဒီယာခေတ်ကြီးရဲ့ပါလေကဲတို့ညီမနှစ်ယောက်ကိုလည်းပြောအောင်အဲ့ဒါဆိုတော့အဲ့ဒီတော့အော်ကျမတို့ပြောပြနေတယ်ဆိုတာဒီမှာဒီမမဒေါ်တထားဆိုလဲဒီလိုပဲเนาะကျမတို့တွေကလေအတွေ့အကြုံတွေဘ ഹു တုတ္တတွေနဲ့ရင်းပြီးတော့မှအမုန်းခံပြီးပြောတာကျမတို့အကျိုးစီးပွားငားများမှမပါဘူး ကျမတို့တွေဒီလိုပြောခြင်းအားဖြင့်ကျမတို့ကိုမတော်တဆလူတွေမုန်းသွားနိုင်တယ်เนาะဒါပေမဲ့သိပါစေခွဲခြားနိုင်ပါစေ နော်အာဆင်ခြင်နိုင်ပါစီဆိုတဲ့စေတနာနဲ့ပြောတာကျမတို့အကျိုးစီးပွားမပါဘူးနော်ရွှေရည်အကြောင်းပြောပြလို့လည်းကျမတို့အကျိုးစီးပွားမပါဘူးစိန်နေအကြောင်းပြောပြလို့လည်းကျမတို့အကျိုးစီးပွားမပါဘူးနော်ဟာအကောင်လုံးအထွေထွေဘဟုတုတပေါ့နော် လူတွေအလိမ်မခံရဘူးအညာမခံရဘူးပြောနေအကြောင်းအရာတွေမှာကျမတို့ရဲ့အကျိုးစီးပွားတွေမပါဘူးကျမတို့တွေပြောကြတယ်ဆိုတာကနော်ပြည်သူလူထုတွေမျက်စိပွင့်အောင်နားပွင့်အောင်ကျမတို့မသိလူတိုင်းကမသိဘူးလေနော်လူတိုင်းကမသိဘူးသမီးဆိုစကားလိုက် ုက်ပဲလေမမရေအဲ့လိုဖြစ်နေအဲ့တော့ကျွန်တော်တို့လူတိုင်းဟာအရာအားလုံးကိုသိနေကြတာမဟုတ်ဘူးရွှေသာဝင်နေကြတယ်ရွှေအเจ้าမသိတဲ့သူတွေအများကြီးစိန်ဝင်နေကြတယ်စိန်အเจ้าမသိတဲ့သူတွေအများကြီးကျွန်မတို့ဆိုဒီလိုပဲကားသာဝယ်စီးနေကြတယ်ကားအเจ้าမသိတဲ့သူတွေတပုံကြီးကျွန်မဆိုလေကားလေး dashboard လေးလှလှလေးအတွင်းခန်းလေးလှရင်ကျွန်မကြိုက်တာ သိလားဘာနေနေကျမလေမတိဘူးကားရုပ်ထွက်လေးလှတယ်ဆိုကျမကြိုက်တာဟိုဘိန်ဟာရင်းညားတယ်ဘယ်နေရာဖာထားတာလေးထေးထားတာလေးလဲကျမမတိဘူးဖြုတ်လဲထားတာလေးလဲကျမမတိဘူးเนาะဟို ဂျိုးလည်းမသိဘူးကျမနေရလည်းမသိဘူးသိလားအဲရုပ်ကလေးလာတယ်ကားလေးကလာတယ်ရုပ်ကလေးလာတယ်နံပါတ်ဆိုလည်းမြင်ရမယ်နံပါတ်ကလေးကလည်းမြင်နေတယ်ဟာတခါတည်းဟိုထိုင်ကုန်လေးတွေကလည်းလှမယ်ဟိုဒက်ရှ်ဘုတ်လေးတွေလှမယ်ဆိုရင်ကျမကြိုက်နေပြီအေးဒီလိုမျိုးပေါ့နော်ဆိုတော့ကျွမ်းကျင်ရနေပယ်ရသက်ဆိုင်ကနေပယ်ကလူတွေရဲ့စကားတွေဟာမနာလိုလိုတိုက်ခိုက်ကြတာမဟုတ်ဘူးမနာလိုလိုပြောကြတာမဟုတ်ဘူးမသိတဲ့သူတွေကိုသိပါစီတော့ဆိုတဲ့စေတနာနဲ့ပြောကြတာနော်ဆိုတော့အဲ့တော့ဟိုသက်ဆိုင်တဲ့စကားတွေကိုထိမိသွားတဲ့သူတွေအနေနဲ့ကလည်းဒီလူတွေ ကိုရံပြန်ရှာရမှာမဟုတ်ဘူးဒီပေါ်မှာအားနည်းချက်အားသာချက်ကိုသုံးသပ်ပြီးတော့မှပြင်ဆင်ရမှာเนาะဆိုတော့ငါ့ကိုမဝေဖန်နဲ့ဝေဖန်တဲ့သူတိုင်းကိုဟိုအထက်နဲ့လုံမယ်လို့အောက်နဲ့လုံမယ်လို့ဆိုတာတော့တဘာဝမကြဘူးเนาะဆိုတဲ့ခါကျတော့အားလုံးကတိုက်ခိုက်တာမဟုတ်ကြပါဘူးဘယ်အရာပဲဖြစ်ဖြစ်เนาะမသိတဲ့သူတွေကိုသိအောင်လို့သိတော့မှ ဟိုရွေးချယ်လေကိုဟာကိုကိုဟာကိုတိတိင်းနဲ့မှာဒါလုံးရင်ဒါဖြစ်မယ်လို့တိလို့မှာနော်ဆိုတော့ဒါလုံးရင်ဒါဖြစ်မယ်လို့တိလို့မှာတိတိင်းနဲ့လောက်တာကတော့ကိုဟာကိုကိုယူလို့ပဲဖြစ်ဖြစ်ကိုဟာကိုစိတ်မနှံ့လို့ပဲဖြစ်ကိုဟာကိုစက်မပြေလို့ပဲဖြစ်ဖြစ်ကိုဟာကိုတဒါလို့ပဲဖြစ်ဖြစ်ဒါကတမျိုးမတိလိုက်ရဘင်းနဲ့ခံလိုက်ရတယ်လို့ ဖြစ်သွားမှာစိုးလို့အကုန်လုံးကဝိုင်းပြီးတော့မှပြောကြတာပါအဲ့တော့အခုကျမဆိုလဲဒီလိုပဲကျမပြောခဲ့တဲ့စကားလုံးတွေကမနေ့တနေ့ကမှပြောတာတွေမဟုတ်ဘူးเนาะကျမပြောခဲ့တာတွေဒီပဝေးပဝေးတဲ့အခုမီဒီယာကိုပို့လိုက်ဟိုခဏရသားသမီးတော်အားနာရဲအယ်မွန်တင်ကြီးပဲမီဒီယာကိုပို့လိုက်လို့ရှိလို့ရှိရင်နော်အယ်မွန်တင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 ်ကြီးပဲတခါလေးကိုနောက်တခါလေးစိုးတာကလေဟိုလူနဲ့ဟိုလူနဲ့ကိုတွဲတာ ီလူနဲ့ဒီလူနဲ့ကိုတွဲတာကျမပြောတာလေဘယ်လူနဲ့ဘယ်လူနဲ့မှမတွဲနဲ့ကျမကလည်းအဲ့ဒီလူမျိုးညှိစိုးတဲ့လူတွေအကုန်လုံးကိုပြောတာတယောက်တည်းကိုညှိညုံးပြီးပြောတာမဟုတ်ဘူး နော်အကုန်လုံးညီဆွနေတဲ့သူတွေကိုပြောတာကျမကိုယ်တိုင်လည်းမညီဆွအောင်ကျမကိုယ်တိုင်လည်းအဲ့ဒီပြောနေတဲ့ကျမစကလုံးကြီးကနေကျမအငင်းမညီဆွအောင်ကျမကိုယ်တိုင်လည်းအငင်းနဲ့အတိနဲ့တတိနဲ့ထိမ့်ချုပ်ပြီးနေတယ်ကျမစီလည်းလာတာပေါ့စီးပွားရေးသမားတွေအများကြီးလာတာပေါ့အဲ့တော့လာကျမတို့ကကျမပိုင်စီးပွားရေးမဟုတ်ဘူးလေလာတဲ့ကျမစီကိုစီးပွားရေးကိုအကျိုးလိုလိုလာတဲ့စီးပွားရေးသမားတွေအများကြီးလာတာပေါ့ အလားကုန်နေရေဒနာတွေဆိုတော့မိမိကိုယ်တိုင်အောင်မှငါကိုယ်တိုင်အောင်ပတ်စံပေးပြီးမဝယ်တဲ့ပစ္စည်းငါဘာခိစားလဲသူများအောင်အာမခံပြီးသုံးပေးဝယ်ဝယ်ဝယ်အောင်ပြောရမှာတော့ နော်ငါကိုယ်တိုင်တော့မှမချိုက်တဲ့ဟာကိုငါကသူများကိုကြိုက်ပါစီတော့ဆိုပြီးတော့မှငါ့ကိုချစ်တဲ့သူတွေကိုငါကဘာဖြစ်လို့လောက်ရမှာတော့ဒီလိုအတိတ်တည်းနဲ့ကျွန်မကိုယ်တိုင်နဲ့စင်ကြင်ရတယ်ဟာငါကတော့ပတ်ဆိုင်ရတယ်ပြီးတော့ငါပတ်ဆိုင်ရလို့မလို့ဟင်ငါ့ကိုချစ်တဲ့သူတွေကိုငါကတော့ညှိုးလိုက်မယ်ရည်ညှိုးလိုက်မယ်ဘလို့ပဲဖြစ်ဖြစ်ငါတောင်းရင်တစ်ခုပြီးတော့ဒီပွဲတစ်ပွဲပြီးသွားလို့ရှိရင်ငါကတော့ကိုယ့်အိတ်ကတ်ထဲကိုပတ်ဆိုင်ကောက်ထည့်လိုက်ပြီးတော့မှပြီးတော့ပြီးပြီးသွားပတ်ဆိုင်သွားကောက်ထည့်လိုက်နော်ပြီးတော့ပြီးပြီးလာဆိုပြီးတော့မှကျွန်မကြုံရဆုံရလူကိုမလို့ဘူးကျွန်မအလုံးလုံးတောင်းအမြဲတမ်းကြည့် းကြည့်လိုက်ကျမကိုလေးလာကြည့်ကြည့်လိုက်ကျမပတ်စံရတိုင်းငွေရတိုင်းမလုပ်ဘူးကျမငွေရတိုင်းလုပ်လို့ရှိရင်ကျမဒီထက်အစာပေါင်းမြောက်များစွာကျမငွေရတိုင်းမလုပ်ဘူးကျမနိုင်နေဝင်ကျမတာဝန်ခံနိုင်နေဘောင်ထဲမှာပဲကျမလုပ်တယ်ကျမတာဝန်ခံမှုဘောင်ကိုကြုံသွားတဲ့အလုပ်ကိုကျမပတ်စံဘလောက်ပုံပေးပေးမလုပ်ဘူးကျမတို့အသက်အရွယ်ကြီးဆိုတာလေနော်ဆိုတော့ဘဝကြီးမှာ၃ချိုး၂ချိုးကျော်ခဲ့ပါပြီဂုံတိတ်ခါနဲ့ပဲကျမတို့ကနေဝင်ချိန်ကိုအဆုံးသတ်ချင်တယ် နော်ခုခုနပြောတယ်ဘောတမိုင်းချောင်းတမိုင်းချောင်းဆိုပြီးတော့မှတမိုင်းချောင်းပြောပြီးတမိုင်းကအင်းစိန်ဖုတ်တဲ့ကိစ္စတွေကိုမပြောချင်ဘူးတမိုင်းချောင်းဆိုတာတကယ်ကိုလူချင်းလူချင်းမျက်လုံးချင်းစုံတိလိုက်လို့ရှိလို့ရှိရင်မျက်လွာမချရတဲ့ဘဝမျိုးမှာတမိုင်းမှားတယ်လို့ခေါ်တာနော်ရှေ့စကားပဲဖြစ်ဖြစ်နောက်စကားပဲဖြစ်ဖြစ်အမြင်နဲ့ မမမမနဲ့မမချာချာနဲ့နေနိုင်တာမှတမိုင်းမှတယ်လို့ခေါ်တာနော်အခုချိန်ကိုယ့်ကိုဝေဖန်နေဝေဖန်နေသူတွေကိုပြန်ရန်လောက်ရမယ်ဆိုတာထက် ဝေဖန်နေသူတွေကိုဒါကြောင့်နင်တို့ဝေဖန်နေတယ်ထင်ဒါကြောင့်မဟုတ်ဘူးဟေဆိုတဲ့ evidence ပြခြင်းတာလင်တာလင်ဖြည့်ရှင်းပုံဖြည့်ရှင်းနည်းအမှန်ဖြစ်တယ် နော်အဲ့တော့ကျမကတော့အထက်ပုတ်ကိုလည်းမကြောက်ဘူးအောက်ပုတ်ကိုလည်းမကြောက်ဘူးကျမတို့ပြောရဲဆိုတာကခொနီယသားသမီးပြည်သူလူထုတွေအလိမ်မခံရဖို့အညာမခံရဖို့တည်တင်တိလိုက်တာတွေတည်ရဖို့အရေးကိုပဲစေတနာနဲ့ပြောခြင်းဖြစ်တယ်ဘယ်သူကိုညှဉ်းညွန်းလဲဘယ်သူကိုညှဉ်းညွန်းလဲဆိုဓာတ်ပုံတွေလာမတွင်းနဲ့ဘယ်သူဘယ်သူကိုညှဉ်းညွန်းတာမဟုတ်ဘူးအဲ့ဒါနဲ့ညှိစိုးတဲ့သူတွေအကုန်လုံးကိုညှဉ်းညွန်းတာ နော်ဆိုတော့လေအခုကြောက်လို့ပင်လယ်မှာသွားပုံနေတာဒီနေ့မှပြန်လာတာအထက်ပုတ်ကိုယ်တွေအောက်ပုတ်ကိုယ်တွေကလည်းရှိသေးတယ်ဆိုတော့နော်ဟုတ်ကဲ့ပါမျိုးတို့ရေမိုးရဲ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ဒီဒုံဒုံလေးတယောက်ထဲကိုရည်ရွယ်ပြီးတော့ပြောတာမဟုတ်ဘူးပေါ့နော်လိုင်းပေါ်မှာချင်းထည့်ပြီးတော့ရောင်းနေတဲ့သူတွေအကုန်လုံးကိုထိထိမိမိနဲ့တက်ဆော်သွားပဲဖြစ်ပါတယ်ကြည့်တဲ့အမျိုးကြီးလည်း online ပေါ်ကဈေးဝယ်မယ်ဆိုရင်တိတိကျကျစုံစမ်းလေးလာပြီးမှဝယ်ပါလို့လည်းပြောချင်ပါတယ်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့အတွေ့အကြုံနဲ့ထင်မြင်စကြာ ီဒီယိုလေး view လေးအမ comment လေးရေးပြလို့ရပါရှင့်နောက်ထပ်လည်းမဆက်လီတင်တဲ့တဲ့ဘဟုတရရဲ့ဆက် view လေးဒီဟာတာ view လေးဒီနဲ့အခြားဆိုင်ဝင်စားတဲ့ view လေးတွေကိုနေ့စဉ်တိုင်းတင်ဆက်ပေးတတ်မှာမို့ဘဝ channel လေးကို like and subscribe နဲ့တောက်ဖို့တောက်ဆပါရှင့်နောက်ထပ် video မှာပြန်ဆုံမယ်နော်တတား